စဉ်းစားပြီးမှ ပြောပါ ပြောပြီးမှမစဉ်းစားပါနဲ့စဉ်းစားပြီးမှ ပြောရင်ရန်သူကမိတ်ဆွေဖြစ်လာနိုင်တယ်ပြောပြီးမှစဉ်းစားရင်မိတ်ဆွေကရန်သူဖြစ်သွားနိုင်ပါတယ်တချို့ကမစဉ်းစားဘဲပြောရှင်ရပြောကြတယ်တချို့ကစဉ်းစားပြီးမှ ပြောတင်တာပဲပြောကြတယ်ဒီနေရာမှာနှလုံးသားကိုဦးစားပေးတဲ့သူကခံစားချက်တိုင်းပြောရှင်ရပြောချလိုက်တယ်ဦးနှောက်ကိုဦးစားပေးတဲ့သူကခံစားချက်ရှိရင်တော့ ပြောတင်မှပြောတယ်ပြောတင်တာပဲပြောတယ်စကားအတုံးတော့กว่าရင်မိတ်ဆွေအပေါင်းအသင်းလေးกว่าသွားတတ်ပါတယ်လူတယောက်ရဲ့အပြုအမူအပြောဆိုတွေကိုကြည်ရှင်းအားဖြင့်သူ့မှာရန်သူနဲ့မိတ်ဆွေဘသူပေါ်များလေးဆိုတာသိနိုင်ပါတယ်ဘာပဲဖြစ်ဖြစ်စိတ်ဆိုးစဉ်ခဏပြောလိုက်တဲ့အရာတိုင်းမှာခံစားချက်တွေကပြောင်းလဲသွားပေမဲ့စကားလုံးတွေကကြံနေတတ်ပါတယ်ဒါကြောင့်ခံစားချက်အတိုင်းပြောချင်ရပြောမိတတ်တဲ့ အကျင့်လေးတွေကိုယ်မှာရှိနေတယ်ဆိုရင်အကောင်းဆုံးပြုပြင်ပြောင်းလဲဖို့စ조사ကြည့်ကြပါလို့တိုက်တွန်းပါတယ်ဗျာ